မြန်နဲ့အဲ့လိုအနိုင်ကျင့်တဲ့ចောင်းသူတယောက်ကအမသမီးဖြစ်နေမယ်ဆိုရင်ရောတဲ့အမအနေနဲ့ဘယ်လိုများခံစားရမလဲဗျာတဲ့အာအဲ့လိုမျိုးဆိုလို့ရှိရင်လဲမမရန်ပြောရရင်တော့လဲဟိုအဲ့လိုမျိုးဖြစ်ခဲ့တဲ့တာသမီးကကျွန်တော်အဲ့လိုအနိုင်ကျင့်တဲ့ခလေးကကျွန်တော်သမီးဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်တဖန်မိသားတဖန်မိဘမိသားစုကျင့်တဲ့အောင်တောင်းပန်မယ်သူတို့ဘာဖြစ်ချင်တာလဲအခု social media ပေါ်မှာတက်ပြီးတော့ကျွန်တော်တမျိုးပြန်ပြီးတော့အရှက်ခွဲချင်တာလားလုတ်ခွင့်ပေးလိုက်မယ်ဘာလို့ဆိုတော့ကိုကိုလုတ်တဲ့ ိုဆိုင်တဲ့အသီးကိုကိုပြန်ပြီးတော့ရိတ်သိမ်းရမှာဗျာအဲ့တော့ကျင်းတဲ့အောင်ထီကတော့လုတ်ပြရမှာပဲဒါမေးတဲ့မေးခွန်းကိုကျွန်တော်ဖြေပြရတာနော်နောက်နောက်နောက်ထပ်မှတ်နေတဲ့စာတွေလည်းရှိရကျွန်တော်ကိုဖြစ်ထားတာကြားတဲ့ကိစ္စကိုပြောရဲဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နောက်တစ်ခုပြောပြအောင်မေးသိလားလောကကြီးမှာလူတွေကတိတ်မတွေးတဲ့အကြောင်းပေါ့နော်အဲဒါလေးကမြန်မာစကားပုံပဲဒါပေမဲ့ဒါလေးတွေအနှစ်သာရအရင်ရှိတဲ့စကားလေးတွေပေါ့နော်အဲ့ရတမီးကအခုအသက်73နှစ်ပြည့်တော့မယ်။နောက်9လပိုင်းနဲ့မှဆိုရင်ဒါမဲ့73နှစ်မပြောနဲ့10နှစ်ကျော်ပြီဆိုတဲ့ကလေးမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ် ငငယ်တော့10နှစ်ထိခွေးကစားနေ10နှစ်ထိကသူတို့ရဲ့ role model တည်အဖေနဲ့မိပဲအဖေအဖေလုံးသမီးကိစ္စလိုက်လုပ်ချင်တယ်အမေလုံးသမီးကိစ္စလိုက်လုပ်ချင်တယ်မိကလေးဆိုရင်အမေဝတ်တာလေးတွေလိုက်ဝတ်ချင်တယ်အမေဟိုစကားပြောရလို့လိုက်ပြောချင်တယ်အမေပြဿနာတခုဖြေရှင်းတဲ့ပုံစံလေးတွေမိကလေးတွေဆိုရင်လိုက်ကြည့်ထားတယ်အဖေယောက်ျားလေးတွေဆိုလည်းအဖေဘာဝတ်တယ်အဖေဘလို့နေတယ်ဖေဘလို့ထိုင်တယ်နောက်ဆုံးဆေးလေးတောက်တာဆိုအဖေတောက်နေတဲ့ဆေးလေးတောက်ပုံလေးကသူတို့မျိုးလုံးထဲမှာလှနေတာမျိုးဒါလေးတွေပေါ့နော်ကျွန်တော်သဘောတရားအနေနဲ့ကျွန်တော်ပြောပြတာ ဲ့လိုမျိုးလေးတွေရှိတယ်။အာကျွန်တော်ဟုတ်တယ်အဲ့ဒါကျွန်တော်ရအခုပြောတဲ့စကားကျွန်တော်သားသမီးသားအဲ့ဒီအနိုင်ချင်းတဲ့ចောင်းတူလေးဖြစ်ခဲ့ရင်တော့ကြောက်ခွဲပြီ။ဟာလို့ဆိုတော့ဒီလောက်ကြီးတိတဖြောင်းဖြောင်းနဲ့ရိုက်နေတာကြီးอ่ะဗျာ။ကျွန်တော်သမီးလေးသားဆိုရင်ပေါ့နော်။ဟုတ်အဲ့လိုမျိုးကိုကိုတိုင်းရလဲတေချာဘယ်လိုပြောမလဲဒီကိစ္စကိုနောက်ကြည့်အောင်လို့ဒီကျွန်တော်ဟိုမှာခုနပြောတယ်လို့ပါလူငယ်ထိသိမ်းရေးစကံပို့မလားခေါ်သွားတော့ပဲမတတ်နိုင်ဘူးလေ။ तू ရွေးချယ်တာ तू ဒါဒီကကိုလို့ကိုပြန်ခံရမှာပဲ။တဖက်မိသားစုကဒါမျိုးကျမတို့ကျမတို့ပြန်လို့ရှင်နေကျမတို့ဆိုရှယ်မီဒီယာပေါ်မှာ ရုပ်ထောက်တောင်းမှခိုင်းမယ်ပားရိုက်မယ်လုတ်လေမတက်နိုင်တော့ဘူးဘာဖြစ်လို့ကိုလုံးကိုခံရမှာပဲဗျာတိတယ်လောကကြီးမှာအဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုသားသမီးကိုတင်ဖို့ပဲလို့လားမတင်နိုင်မဲမိပါတော့ထိုင်းကြည့်ပဲကိုသမီးကိုသူများပြောထိုင်းကြည့်ပဲကိုစောက်တုံးမချလို့ပြောခံလို့ပဲကျွန်တော်မှတ်တယ်ဒါကျွန်တော်ပထမဆုံးစောက်တုံးလိုက်ပြီပေါ့နော်ဟာကျွန်တော်တောင်းတန်းဒေါသတော်တော်ဖြစ်တာသားရီစက်စက်တုံးကျွန်တော်သမီးရှိမှကျွန်တော်ဘယ်တော့စောက်နေပါ့မပြောဘူးအကျွန်တော်လုံရလဲအလုတ်ကျန်းလောက်ရတဲ့ main clip ဖြစ်တဲ့အတွက်ကျွန်တော်လည်းတစ်ခါလေးကြိုက်လို့ပြောပါတယ်ဒါပေမဲ့ clip ရှင်မှမပြောပြရအောင်ကျွန်တော်နေတယ်အခုတော့ဒါတောင်းမယ်နော်ပါသွားပြီပါသွားပြီဆိုတော့ဒါပြန်မဖြတ်ချင်တော့နောက်တစ်ခုကကြတော့ ိမ်မှာကျွန်တော်တမီအခု73နှစ်ဆိုတဲ့အရွယ်မှာအကန့်ညီလောက်လာတယ်အကန့်ဆိုပေမဲ့လည်းသူများဘလို့အမျိုးကန်လဲတော့မသိကျွန်တော်တမီကန်ပုံလေးတွေကဘာဖြစ်တော့ဆိုတခုခုဆိုလို့ရှိရင်ဘာလို့မဟုတ်သူကမမေရောဘာလို့မဲဆိုမမေရောမမေကြတော့ရောအဲ့လိုမိကုံးလေးတွေရှိရဲအဲ့စကားတခုပြောထားတယ်ဒါလည်းစကားပုံတခုပဲနော်မြမစကားပုံလေးတွေစကားပုံလေးတွေကအလကားထွက်လာတဲ့စကားပုံလေးတွေမဟုတ်ကျွန်တော်ကျွန်တော်တမီကိုအမြဲတမ်းပြောပြတဲ့စကားတခုရှိရဲမမေကမောနေတယ်ဆိုတာ တည်လားမမေမုန်းနေရဲဆိုတာသူများချက်တလောက်ပဲရှိရဲသမီးကိုအဲ့လိုပြောထားတယ်မိဘကမုန်းနေရဲဆိုတာသူများတကချက်တလောက်အချက်ပဲရှိရဲကျွမ်းအဲ့လိုနားလည်အောင်ပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တို့ကဟိုတငယ်ချင်းအပေါင်းအသင်းစသဖြင့်ပေါ့နော်တို့ရဲ့ဟိုဟာမှာအများကြီးလာတာတို့တွေဒီမှာတို့ရဲ့စိတ်အတွေးခေါ်ယူဆရချင်းလာတဲ့အရွယ်ပေါ့နော်အခု73နှစ်ဆိုတဲ့အရွယ်တခါလေကျရင်သူ့တငယ်ချင်းနေသူ့ပတ်ဝန်းကျင်မှာပြောတဲ့စကားဒီအမှန်ကျွန်တော်ပြောနေတာဒီလွဲနေတယ်ဒါလေးရှိရဲအခါကျရင်ကျွန်တော်ကပြင်ညှိရတယ် အာကျွန်တော်ခုလိုပြလို့ပြအောင်ကျွန်တော်တမီးက international school တက်တယ်ကျွန်တော်တို့ကမြန်မာကျောင်းမှာထွက်တဲ့ကလေးတွေအဲ့တော့အဲ့နှစ်ခုကျောင်းမှာအရင်ကြီးရတယ်ဟိုသူတို့ကျောင်းမှာတင်လိုက်တာကမှန်တယ်ထင်လို့ကိုမှန်တယ်ထင်လို့မိဘပြောတယ်မှန်မှာမဟုတ်မင်းဘုရားမင်းရွေးချယ်မှုဒီလိုမျိုးလေးတွေလာတယ်မြန်မာမှုနဲ့ကြားလို့ရှိရင်တချို့ကိစ္စတွေမှာအဆင်မပြေတာလေးရှိတယ်ဒါလေးကျွန်တော်အနေနဲ့ဘယ်လိုပြန်ကြည့်လဲဆိုပြီး okay မှန်တယ်ဒါမဲ့ပြောစကားမနာမထောင်လဲလှုပ်ချင်တာလှုပ်မယ်ဆိုရင်ကိုမကိုခံအေးအကယ်၍မမဆိုလို့မမကဒီလိုလေးတွေထောက်ပြတဲ့ကိစ္စကိုတစ်ချက်ပြန်ကြည့်မယ်ဆိုလဲကြည့်ဒါကြီးကိုကျွန်တော်က မြန်မာမှုအနေနဲ့ပြန်တင်ရတယ်ကျွန်တော်တို့ဘက်မှာဆိုရှိရဒါနားလည်လည်းမိပါလည်းနားလည်မှာပါဒါကျွန်တော်လည်းဟိုခုနပြောသလိုမြန်မာเจ้าမထားတာဘာကြောင့်လဲဆိုရဲအမေကုန်းနေတော့ကျွန်တော်ဒါမြည်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကလည်းမြန်မာเจ้าလည်းထားထားတယ်အင်္ဂလိပ်เจ้าလည်းထားထားတယ်ကျွန်တော်တမီလေးကစုံခွပြီးတော့တက်နေတယ်ပဲဆိုပါတော့ဒါပေမဲ့အဲ့လိုမျိုးပြောတဲ့စကားလေးပေါ့နော်အဲကျွန်တော်တမီဘာပြောလဲဆိုရင်ငငယ်တုန်းကသူ့အဆုံးမတော့ဆိုရင်အရန်ကြီးတေ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 းလေးတော့ပြောတော့ကသူစိတ်ထဲမှာတွေးဘူးရဲ့မမေကနေရာတကာလိုက်ပြောတယ်ပေါ့မမေကအမြဲတမ်းကြီး ဒီဘာလို့လို့ live ပြောနေတယ်ဆိုတော့အတွေ့အထိမှာရှိရအခု तू အသက်73နှစ်တွင်းနိုင်ခွန်နိုင်နဲ့အရွယ်ဒါတော့73နှစ်ရှိတယ်နော်ဒါ तू တာအိမ်အောင်ကြပြီတာသမီးမရသေးဘူးနော် तू တွေးတဲ့အတွေ့အကိုကျွန်တော်ပြောပြရမမေငငယ်ကဒီလိုမျိုးတိတိမမွားလေးတွေတေချာဆုံးမထားခဲ့လို့ဒီဘီခုချိန်မှာတချို့တလေတော့ကိစ္စရက်တွေကိုဒီဘီဖြေရှင်းနိုင်တယ်ပေါ့နော်ဒီဟာတင်တော်အေးဒါကြီးမတော်အေးခုနပြောသလိုအဲ့လိုမျိုးကိုသမီးကသူများသားသမီးကိုနိုင်ခြင်းနဲ့အချိန်ထိအချိန်နဲ့ထိမရအောင်ကျွန်တော်တို့ကတင်ထားတာဟာဗျအဲ့လိုမျိုးရောက်လာခဲ့ပြန်ဆိုလို့ရှိရင်လည်းခုနပြောသလိုကြိုက်သလိုဒါလုပ်တော့ပေါ့နော်ဒါက ုမဖြစ်သေးလို့ပြောရလို့ခင်ဗျားတို့ထင်ထင်နေတယ်တကယ်တကယ်ကကိုမလိမ်ပါလို့ကိုသားသမီးကဒါမျိုးဖြစ်ပြီးလေဆိုရင်ကျွန်တော်တို့ကျွန်တော်တို့မိဘတွေမှာဘာမှဘာမှပြန်ပြောပိုင်ခွင့်မရှိဘူးရွေးချယ်စရာမရှိဘူးကိုသားသမီးဒါမျိုးဖြစ်လာပြီးလေဆိုရင်ရွေးချယ်စရာမရှိဘူးခုနပြောရဲ့မန်နေမှာရှိသေးရဲ့ဆုံးတော့ဆုံးမှလာပါပဲမိမနိုင်ဖမ်းနိုင်နေတက်တက်ရှိရမှတ်ပါလေသူရဲ့ဗီဇကြောင့်လည်းပါတယ်မိမနိုင်ဖမ်းနိုင်နေတက်တက်ရှိရမှတ်နေဒါပေမဲ့မိဘကလည်းကိုဥမာကိုဥကိုသားသမီးမှာကိုသားသမီးဆိုပြီးတော့အញ្ញန်းကြီးလွတ်မထားဖို့လိုတာပေါ့ကျွန်တော်ပြောခဲ့ဘူးသလိုပဲ အမြင်နဲ့ကိုသားသမီး right မှာမဟုတ်တာကိုသားသမီးမှာလည်းစိတ်လေးရှိတယ်ကိစ္စတခုဖြစ်ကိစ္စရတခုဖြစ်လာပြီးဟဲ့ဆိုရင်ကိုသားသမီးရတုံ့ပြန်ဖို့ကိုသားသမီးရမျက်နှာဘေးကိုသားသမီးပြောဖို့ဆိုဖို့ကျွန်တော်သမီးမှာလည်းဖြစ်ဘူးတယ်ကျွန်တော်ဒီမှာလည်းတကယ်ချင်းချင်းချင်းဖြစ်ဘူးတာရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်နဲ့ပြောတယ်သမီးမျက်နှာအဲ့ချိန်မှာဘလို့မျက်နှာထားလေးဖြစ်နေလဲတကယ်ချင်းနဲ့ပြောလိုက်ချိန်မှာသမီးမျက်နှာလေးဘလို့ ဘယ်လိုအမူအရာလေးဖြစ်နေလဲဒါလေးတွေပြန်တွေးခိုင်းနေဒါဟိုဘောနော်ဖြစ်ပြီးသွားပြီဒီတငယ်ချင်းနဲ့မခေါ်တော့ဒါကိစ္စမရှိမခေါ်တော့ဒါပေမဲ့ဖြစ်စင်မှာဖြစ်လာတဲ့ကိစ္စလေးမှာသူ့ကိုပြန်ပြီးသုံးသပ်ခိုင်းနေကိုအဲ့ချိန်မှာဘယ်လိုမျက်နှာပေးလေးဖြစ်နေမလဲကိုဘယ်လိုစက္ကလုံးကိုဘယ်လိုလေးယူလေးသိမ်းဘယ်လိုလေးတဲ့မမနဲ့ပြောလိုက်မိလဲဒါလေးတွေပေါ့နော်ဒါလေးတွေကျွန်တော်ဘက်ကပြန်ပြောရသေးတယ်ရှိရဒါကတော့ဖြစ်ပြီးတဲ့ကိစ္စအခြေအနေတခုကျွန်တော်ပြန်ညှိပေးတာနောက်ကျွန်တော်တမီးကျွန်တော်ဟိုနောက်တစ်ခုမေးခဲ့ဘူးဒီရဲ့ပေါ့နော်ခံရတဲ့ကလေးနေရာမှာအမဆိုရင်ဘယ်လိုဖြေရှင်းမလဲမရဘူးမရဘူးဆိုမှမရဘူးပဲ ကျွန်တော်သားသမီးမှသာဖြစ်လာခဲ့ကျွန်တော်နဲ့ဒါလိုက်ရှယ်တူတူပဲမေးအများကြီးနော်ကျွန်တော်သားသမီးမှသာဖြစ်လာခဲ့ကုန်းဆုံးရေဆုံးမဲ့ကျွန်တော်မရအောင်အဖြစ်မှာကျွန်တော်ပြောရတဲ့စကားတကုံးရှိတယ်သားသမီးတီသားကြီးတဲ့မဟုတ်ရပါဘူးသားသမီးတီသားကြီးမဟုတ်ဘူးသားသမီးကိုသူများမထီအောင်လဲကျွန်တော်တင်ထားတယ်လို့သူသူများကလည်းကျွန်တော်သားသမီးကိုမထီအောင်တော့ကျွန်တော်ထားတယ်မှန်တယ်ကလေးချင်းချင်းဖြစ်တဲ့ case နေရာတကာရတော့ဝင်မပါဘူးဒါပေမဲ့အများအားဒီကိစ္စအများအားသုံးသက်ချက်ဆိုတော့ကျွန်တော်မှအများအားရှိတယ်ကလေးတိုင်းကလေးတိုင်းမှာဟိုမိဘဆိုတာရွေးချယ်မှုမရှိဘူးဒါပေမဲ့ မိမတိုင်းမှာတော့ခလင်းလေးတွေပုံအုတ်ထင်းခွက်ရှိတယ်အဲ့အတွက်ကြောင့်မလို့မိမအသုံးမကျဘူးလို့ပဲကျွန်တော်ကဒါကြောင့်မလို့ဒီစကားကိုပြောခဲ့တာပေါ့နော်နောက်တစ်ခုအခုကျွန်တော်တို့ဒီဒီရွယ်ခလေးလေးတွေထိရတဲ့အခါမှာအရန်ကြီးဘယ်လိုပြောမလဲချော့လိုက်ချော့လိုက်ဆိုတာမျိုးနားလည်မလားတော့မသိကျွန်တော်အများတန်းချော့လိုက်ချော့လိုက်လုပ်တယ်သမီးကိုအများန်းပြောတယ်ခါလေးကြရင်သူဒါလေးကိုလှုပ်ချင်တယ်โอเคကို့အနေနဲ့ဒါကြီးကိုလက်မခံဘူးသမီးတရားလုံးလိုက်လို့ရှိရင်သမီးတော့မားလိမ့်မယ်ဘာလို့လဲသူကဝိုင်းဆိုတဲ့မိကုန်မေးကျွန်တော်ဖြေပြရဒီလိုဒီဒီအကြောင်းရှိရโอเคလှုပ်ချင်လို့မလှုပ်ချင်နဲ့ လွတ်ပေးလိုက်တယ်လူဆိုတာအမကိုတီးမှာနောက်တစ်ခုကလေးတွေကအခုကကလေးတွေကအမြဲရတယ်လူချင်တာရတယ်ကျွန်တော်တမီလေးငငငကဘောလုံးဘောလုံးဝယ်ချင်းရတန်ဖိုးလေးဘောလုံးဆိုတာဘာလဲခြေပြီးလားပတ်ဆက်မီးရှို့ရတယ်ဘောလုံးဝယ်ချင်းရပတ်ဆက်မီးရှို့တာဈေးကနေပြန်လာဘောလုံး100လုံးတဲ့အဲ့တော့ခက်ကဘောလုံး100လုံး100ဈေးကပြန်လာတဲ့အပေါက်ထွက်မှာအမြဲဘောလုံး100တန်း100တန်းအမြဲဝယ်မိနေဝယ်ပြီးတယ်အဲ့ဒီကကစိုးရွက်ကိုအဲ့တော့အယိုးနေကျွန်တော်တို့ကြာပါပြီနှစ်စီးကိုတက်ရတယ်ကျွန်တော်ဝယ်ခဲ့လိုက်မိတာအပြန်ထွက်မှာကျွန်တော်ပတ်ဆက်မပါတော့ ဘလုံးဝပတ်စံမပါတော့ဘူးအဲ့ချိန်တွေမှာငိုတာအဲ့မှာတော့ဈေးလေကောင်မှာလှင့်ရငိုတာကျွန်တော်အဲ့မှာတက်တိုင်အောင်မှာထိုင်ကြည့်နေငိုဆိုပြီးတော့မဝယ်သေးဘူး။ तू ကအမြဲတမ်းလိုချင်တာရနေတယ်ဆိုတဲ့အကြောင်းမလို့ကျွန်တော်သမီးကအရှုံးဆိုတော့သူမသိဘူး။ကျွန်တော်လောကကြီးမှာကိုယ်ပဲအမြဲတမ်းခေါင်းဆောင်နေတယ်မဟုတ်ဘူး။ကိုယ်ပဲအမြဲတမ်းတာနေနာဟိုအမြဲတမ်းလိုချင်တာဟိုကိုယ်ပဲအမြဲတမ်းဖြစ်ချင်တာဖြစ်နေရမယ်ဆိုတာမဖြစ်စေချင်တော့အရှုံးဆိုတာလေးကိုအဲ့ဒီမှာတည်အောင်လုပ်ပြီးအိမ်ပေါ်ရောက်တော့မေမေဒေဗီဒီလောက်ငိုတာဘာလို့မဝယ်ပေးရအောင်ဆိုကျွန်တော်တခေါက်မဲ့ပြောခဲ့လိုက်တာ။ သမီးကနေရတဲ့ကအမြဲတမ်းအနိုင်ရနေတာသမီးအရှုံးဆိုတာလေးသမီးကိုတည်အောင်လို့မင်းမဝယ်ပေးတာဆိုတော့အဲ့စကလုံးသူအဲ့တော့ကနားမလဲခဲ့ဘူးဘောလုံးတရားဘာလို့ဖို့လဲသမီးအဲ့ဘောလုံးကလေရော့သွားတာဘောလုံးဝယ်တယ်ဆိုတာဘာလဲပတ်စံပြီးရှုတာတော့ဟာမေးတာဘောလုံးဝယ်တယ်ဆိုတာဘာလဲပတ်စံပြီးရှုတာအဲ့ဒီကနေစပြီးတော့ဘောလုံးဆိုရင်ဘယ်ဘောလုံးမှမပူစားရဲတော့နောက်တစ်ခုအဲ့ဒီကဆုံးမခဲ့တဲ့အဆုံးမကသူဒီချိန်မှာဘာနားလဲသွားလဲဆိုတော့ငါမေကငါ့ကိုစိတ်ထားတောင်အတင်ပေးတယ်ဆိုတာလေးတိလာနောက်တစ်ခု ကျောင်းမှာဖြစ်တဲ့ဖြစ်စဉ်เนาะကျွန်တော်ပြောကြသေးတယ်လိုင်းဘောကနေအကျဲနေတာကိုသားသမီးတကယ်ဖြစ်လာရင်ခံရတဲ့အမေဘက်ကဘယ်လိုဖြစ်ရှင်းမှာလဲကျောင်းသူနဲ့ဖြစ်တာတော့မဟုတ်ဘူးဆရာမနဲ့ဖြစ်တာတော့ကျွန်တော်ဖြေရှင်းလာတာကျွန်တော်တမီးလေးက KG ကျောင်းသူဆရာမလက်သေးရှည်ထားပြီးတော့ toilet သွားတဲ့လမ်းမှာစကားတပြောပြောနဲ့လက်ခါပြီးပြောလိုက်တဲ့ချိန်မှာ तू လက်ခါပြောတဲ့လက်ကကျွန်တော်တမီးရဲ့ဒီနေရာကိုဒီနေရာမျက်လုံးပေါက်နာလေးကိုဒဏ်ရာဖြစ်သွားတာသွေးသွေးဆင်းထွက်ပြီးတော့အိမ်ပြန်လာတာခလေးက အဲ့နာနဲ့ကျွန်တော်ဘာဖြစ်တာလဲဘယ်သူနဲ့ဖြစ်တာလဲလို့မေးတဲ့အချိန်မှာအာចောင်းသားចောင်းသူချင်းချင်းဖြစ်တယ်ဆိုကျွန်တော်လျှော်လိုက်ပါတော့ဒါပေမဲ့သူကဆရာမနဲ့ဖြစ်တာလေโอเคအဲ့နာနဲ့ကျွန်တော်ចောင်းကိုလိုက်သွားတယ်တယောက်ထဲမှာကျွန်တော်ယောက်ျားမပေါ့ကျွန်တော်တယောက်ထဲရုံးခန်းနေတက်တာဘာဖြစ်လို့လို့ဆိုတော့ចောင်းကဆရာမပြောလိုက်တယ်ခလေးရတယ် toilet သွားချင်တော့ချင်းနဲ့သူ့လက်ကိုဝင်တိုက်တာလေโอเคအဲ့ကျွန်တော်ပြောလိုက်သူ့လက်ကိုဝင်တိုက်တယ်ဆိုရင် KG ကလေးကိုတင်နေတဲ့ဆရာမလက်သေးရှိထားလို့ရလားအဲ့တခုံးနဲ့မေးလိုက်တာအကယ်၍အဲ့မျက်လုံးကဒီနေရာမှာမဖြစ်ဘဲနဲ့မျက်စံထဲမှာပေါက်သွားတယ်ဘယ်လိုလုပ်မလဲ ဟွာပြီးတော့အဲ့လိုမျိုးရေးထားတာလေဒေဝီကဘသူ့ကိုမှလေအဲ့လိုမျိုးဒေဝီတင်ငယ်ချင်းနဲ့ဒေဝီအစကားများရရှိမယ်မတဲ့တာရရှိမယ်အဲ့လိုမျိုးကကြီးကကြောက်တွေရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ဒေဝီဘသူ့ကိုမှလေတခါမှဥဟင်နေလေလက်နဲ့ရွယ်ဘူးကတခါမှမရှိဘူး like ကြောက်ပါဆိုလဲဒေဝီတင်ငယ်ချင်းနေဆိုလဲတိပါပေါ့နော်ဒေဝီဘလို့နေလဲဆိုတာဒေဝီကိုယ့်အကူပဲနေရမုံစေးရအောင်မှာတပတ်မှာနှစ်ခါလောက်သွားရမဟုတ်ဘူး တကယ်ပြောတာစကားရှုံနာရှုံအဲ့လိုမျိုးတွေမခံနိုင်လို့လို့ကလေးကိုတေချာတုံတင်ထားတယ်အဲ့နေရာကိုကျွန်တော်သားသမီးမရောက်ဖို့လို့မပြောနိုင်ပြီမဲ့ဒီနေ့ဒီချိန်ထိအဲ့လိုမျိုးဖြစ်အောင်မတင်ထားဘူးအဲ့လိုမျိုးနေရာရောက်အောင်လည်းကျွန်တော်မလုပ်ထားဘူးနောက်ပိုင်းပြောက်သွားခင်လည်းဒါကျွန်တော်ညက်လို့ကျွန်တော်သူသူပါဖြစ်ဖြစ်ကျွန်တော်ခံရမယ့်သဘောပဲပေါ့နော်ဒါလေးကိုပြောချင်တာပါအဲဆီယာမနဲ့ဖြစ်တာတော့မှကျွန်တော်ကကျွန်တော်တယောက်တည်းသွားရှင်းတာနော်အဲ့အကြောင်းကိုအဲ့ဆီယာမတောင်းမယ်နော်မလိုဘူးတခြားကလေးတွေအဲ့လိုမဖြစ်ဖို့အရေးကြီးတယ်လို့ပြောပြီးချိန်နဲ့ချက်ယူပြီးပြန်လာခဲ့တာ